ဒီနေ့သွားမယ့်သင်ခန်းစာကတော့ဘကုံရဲ့စံနှုန်းချင်းမှာဘူဘတ်ဆိုတဲ့လမ်းကြောင်းဘီဘေးဘီရူဟာကိုဘယ်လိုထွက်ရှိတယ်ဆိုတာတွေကိုသူထွက်တတ်တဲ့နေရာတွေအကုန်လုံးကနေသင်ခန်းစာတွေနဲ့အိုးရှေးဆုံးက post number 12345ဆိုတဲ့သင်ခန်းစာတွေမှာလေ့လာခဲ့ပြီးပြီအဲ့ဒီဘီဘေးဘီရူဟာကိုသုံးပြီးတော့ MDK ဖြစ်ဖြစ်ဘကုံဖြစ်ဖြစ်စံနှုန်းချင်းမှာအပူပူလမ်းကြောင်းမှာစားထွက်ခဲ့တာဒီဆွချင်းပူလမ်းကြောင်းတွေဖြစ်တဲ့အတွက် MDK ရဲ့ဆွချင်းပူတွေ MDK စနိုးချင်းမှာလိုအပ်တဲ့ LEO ဘိုလမ်းကြောင်းတွေအကုန်လုံးကိုလေ့လာပြီးတော့ MDK ရဲ့ကလော်ပိုင်းထုတ်လုပ်ဖို့ MDK ရဲ့ဘိုဘလိုအစင်လိုက်ထွက်ရှိတယ်ဆိုတဲ့ပေါ်ပေါ်အောင်စီးကွက်အကုန်လုံးလေ့လာခဲ့ပြီးလို့အခုကွက်ကွန်ရဲ့စနိုးချင်းမှာလည်းလေ့လာကြည့်တဲ့အခါ MDK နဲ့ပုံစံအတူတူပါပဲ wave viewer ကိုသုံးပြီးတော့ထွက်လာမဲ့ဘိုးတွေ output ဘိုးတွေမှာ audio လမ်းကြောင်းတွေဒီ second voltage လမ်းကြောင်းတွေနဲ့ထွက်ပြီးတော့ wave view VS wireless လို့ခေါ်တဲ့ VIG S1 S2 S3 F4 လို့ခေါ်တဲ့ switching board လမ်းကြောင်းတွေဒီ fast boarded လမ်းကြောင်းတွေအနေနဲ့ပထမဆုံးထွက်ရှိရပါတယ်။အဲ့ဒီ fast boarded လမ်းကြောင်းတွေဖြစ်တဲ့ BYG S1 S2 S3 F4 တို့ကိုဘယ်ဟာစီတွေကိုဘားအတွက်ပြသနာတယ်ဆိုတဲ့အကြောင်းတွေကိုလည်းသင်္ကန်းစာတရားအနေနဲ့လေ့လာပြီးတဲ့အခါဒီနေ့ဆက်သွားမှာက low draw up လမ်းကြောင်းတွေပူပေးလမ်းကြောင်းတွေခဲကမှပထမဆုံးစပြီးတော့လေ့လာမှာက BYG G L2 ဖို့လမ်းကြောင်းကိုစပြီးတော့လေ့လာပါမယ်။ ော့ VRAG ရဲ့အတူဟာပိုအားဖြင့်1.2ဗို့ထုတ်ပေးထားတဲ့လမ်းကြောင်းပါအဲ့ဒီ VRAG ရဲ့အတူ1.2ဗို့ကိုပါဝါအစီအနေပြီးတော့ CPU ကိုတလိုင်းပေးသွင်းတယ် EMC တွေကို3လိုင်းပေးသွင်းထားတယ်အဲ့တော့အဲ့ဒီ VRAG L2 ဆိုတဲ့ဗို့ထွက်ရှိဖို့အတွက်ပါဝါအန်စီကနေပြီးတော့ supply voltage အနေနဲ့ဘယ်ကနေယူခဲ့ရလဲဆိုတာအရှိအသင်္ကန်းစာ VRAG L3 မှာပြန်ပြီးတော့လေ့လာပေးပါအကယ်၍ပါဝါအန်စီကနေ VRAG L2 ဘို့ မထုတ်ပေးနိုင်နေဘူးဆိုရင်လိုဒရော့အပ်ဖို့လမ်းကြောင်းဖြစ်တဲ့အတွက်ကွိုင်းခါပြီးထွက်ခြင်းမရှိဘူးအဲ့တော့တို့ကပါဝါအစီအစနေပြီးတော့ဘူရဲကြီးအတူမထွက်ရင်သူ့ရဲ့ဟာရီဘိုးထွက်ဖို့အတွက်ဆပ်ပလိုင်းဘိုးဒစ်နဲ့ဘယ်ကနေယူထားလဲဆိုတာလေးကတော့ခေါင်းထဲမှာအစင်ဆက်လိုက်သိနေရတယ်အဲ့တော့ဘူရဲကြီးရဲ့ဒူးထွက်ဖို့ဒီဘူရဲကြီးအဒရီဒီပါဝါစီတွေကထွက်ပြီးပါဝါစီတွေကိုပြန်ဝင်ခဲ့တယ်ဘားအတွက်လဲဆိုရင် L1 L2 L3 L4 L5 ဆိုတော့ low drop output လမ်းကြောင်း၅ခုထွက်ရှိဖို့အတွက်ဆိုတာကိုတို့သိရှိခဲ့ပြီးပြီး အဘူယာအေးကြီး A3 ရဲ့ဘူအားဖြင့်ကလည်း1.35ဆိုတာလည်းတို့သိရှိခဲ့တဲ့ရှီယာသင်္ကန်းစာမှာအဲ့တော့ဘဝန်စီကဘူယာအေးကြီး A2 လို့ခေါ်တဲ့ low drop out ဘလမ်းကြောင်းမထုတ်ရင်ဒီကောင်ထွက်ဖို့အတွက် supply boot အဖြစ်တဲ့ဘူယာအေးကြီး A3 1.35ဘူရောက်မရောက်ပြင်ဆင်ရမယ်ဘူယာအေးကြီး A3 1.35 supply boot ရှိတယ်ဘူယာအေးကြီး A2 မထွက်ရင်ပါဝါစီကိုလဲပေးရမယ် low drop output လမ်းကြောင်းဖြစ်တဲ့အတွက်သူယူထားတဲ့ supply boot တက်ဘုတ်ကိုညှော်နေပြီးထွက်ကြမယ်။ဒါကြောင့်1.2ဘုတ်ဖြစ်နေတယ်။သူသုံးထားတဲ့ ဒီကောင်ထွက်ဖို့အတွက်သုံးထားတဲ့ဘူလန်းချောင်းက1.35ပါအခုပြောသွားတဲ့အရာတွေကိုကိုကိုတိုင်းခေါင်းထဲမှာမျိုးလုံးထဲမှာပုံဖော်လို့မရရင်သက်ဆိုင်ရာသင်ခန်းစာမှာပြန်ကြည့်ပါချိန်ဆမမိနဲ့ကိုကိုတိုင်းမျိုးလုံးထဲမှာပုံဖော်လို့ရအောင်ပြန်ကြည့်ပေးပါအဲ့ဒီတော့ BIAG L3 1.35 volt supply board ရောက်နေပြီဆိုရင် power supply လည်းကောင်းနေခဲ့မှာဆိုရင် BIAG L2 1.2 volt ကိုစတင်ထုတ်ပေးတယ် load drop ဖို့လမ်းကြောင်းဖြစ်တဲ့အတွက်ကွန်ခန်ထွက်ထားခြင်းမရှိဘူး CPU ရဲကို ပင်6ပင်ကိုပြသွင်းထားတယ်။ဘာတော်လဲဆိုရင် BDD P1 P1 လို့ခေါ်တဲ့အတွက် EBIN Digital Plus လမ်းကြောင်း CPU နဲ့ EMC နဲ့ချိတ်ဆက်ပြီးတော့အလုံးလုံးမဲ့လမ်းကြောင်းတွေအတွက်အလုံးလုံးနိုင်ဖို့ supply voltage အနေနဲ့ပြသွင်းထားပါပါ။အဲ့တော့အဲ့ဒီ voltage CPU တဲ့ကိုမရောက်ခဲ့ဘူးဆိုရင် CPU ဒီ EBIN Digital Plus ဆိုတဲ့လမ်းကြောင်းတွေနဲ့ EMC ကိုချိတ်ဆက်နိုင်တဲ့အတွက် power node မှာမဟုတ်ပါဘူး။အဲ့တော့တို့ကဒီ VIG အတူ CPU တဲ့ကိုရောက်မရောက်ကိုသိချင်ရင် စီပီကအဝင်လမ်းကြောင်းမှာကွန်မွန်နက်နေခံမမှာဖြစ်တဲ့အတွက်အဲ့ဒီကွန်မွန်နက်နေမှာဗိုလ်တန်းကြီးရင်တစ်ဖက်ဒီ ground တစ်ဖက်မှာ1.2ဖို့ရှိနေရပါမယ်မရှိရင် power IC ကိုခုနပြောခဲ့တဲ့ supply port A3 ဝင်ပုံဝင်စစ်ပါ A3 ဝင်တဲ့ CPU နာကွန်မွန်နက်မှာ1.2ဖို့မရှိဘူးစဉ် power IC လဲရပါမယ်နောက်တဲ့လမ်းကြောင်းတစ်ခုအနေနဲ့ EMC ရဲကိုလမ်းကြောင်းသုံးခုပြီးသွင်းထားတယ်။ဘာအတွက်ဒီလဲဆိုရင်ပထမဆုံးက VDD2 ဆိုပြီးတော့ EMC ရဲမှာရှိတဲ့ ရန်ပိုင်းအလုံးလုံးနိုင်ဖို့အတွက်ပင်6ပင်ကိုပေးသွင်းထားတယ်။ VDD လို့တွေ့ရတဲ့ရန်ပိုင်းဆိုတာကိုတော့မိမိကိုယ်တိုင်နားလည်ထားရမယ်။ဘာကြောင့်လဲဆိုရင် RAN ကို BCC VDD နဲ့ခွဲရဲဆိုတာရှိမှလို့လေ့လာခဲ့ပြီးပြီ။နောက်တဲ့တစ်ပိုင်းအနေနဲ့က VDD ကျူးဆိုပြီးတော့ရန်ပိုင်းနဲ့ EMC ထဲမှာရှိတဲ့ရန်ပိုင်းအလုံးလုံးနိုင်ဖို့အတွက်ပင်13ပင်ကိုပေးသွင်းထားတယ်။ VDD လို့တွေ့တဲ့အတွက်ရန်ပိုင်းပါပဲ။နောက်ဆုံးတစ်ခုကတော့ EMC ထဲမှာရှိတဲ့ရန်ပိုင်းလုံးလုံးနိုင်ဖို့အတွက် VDDCA ဆိုပြီးတော့ပင်2ပင်ကိုပေးသွင်းထားတယ်။ အားလုံးကတော့ VIG အတူလမ်းကြောင်းကနေပေးသွင်းနေတဲ့အတွက်1.2ဘို့တွေကြီးပါပဲအကုန်လုံးကလည်း EMC ထဲမှာရှိတဲ့ run by အလုပ်လုပ်နိုင်ဖို့ပဲပေးသွင်းထားခဲ့တယ်အဲ့တော့ VDD2 လို့မြင်နေတဲ့အတွက်တို့ဒီဒီကောင်းဒီ EMC ထဲမှာရှိတဲ့ run by လုပ်လုပ်နိုင်ဖို့အတွက်ပေးသွင်းဖို့နှစ်ခုနှစ်ကမှ2လို့ပြောနေတဲ့အတွက်ဟာဒီကောင်းဒီ low voltage အနေနဲ့ပေးသွင်းထားတယ်ဒါဆိုရင် high voltage အနေနဲ့ပြည့်စုံမဲ့ VDD1 ဆိုတဲ့လမ်းကြောင်းတစ်ခုရှိပါဦးမယ်။အဲ့ဒါကနောက်ထပ်သင်ခန်းစာမှာဆက်ပြီးတော့လေ့လာပါမယ်။ အဲ့တော့အဲ့ဒီ BDD2 low voltage အနေနဲ့ပြည်သားပြည်သွင်းထားတဲ့ RAM ဘိုင်းပြည်သွင်းဖို့ဟာလည်းပဲ RAM ရဲ့ generation ဖို့ပါပဲဆိုတော့ကိုမှတ်ယူထားပါမယ်။ဒါဆိုရင်တို့ကဒီကနေ့လေ့လာတဲ့ BIA G2 1.2ဖို့ဒီ CPU ကိုတစ်လိုင်း EMC ထဲမှာရှိတဲ့ RAM ဘိုင်းကို၃လိုင်းပြည်သွင်းထားတယ်။ပြီးရင် BDD2 လို့တွေးတဲ့အတွက် low voltage အနေနဲ့ပြည်သွင်းထားတဲ့အတွက် RAM ရဲ့ generation ကိုခွဲခြားမှလည်းအဲ့ဒီဘုံနဲ့ပဲခွဲခြားပါမယ်။အဲ့တော့တို့ကဟိုးရှေ့က MDK မှာလဲဟာဒီ EMC ထဲမှာရှိတဲ့ RAM ဘိုင်းကို ဘယ်လိုပေးသွင်းထားတယ်ကွက်ကွန်လည်းကောဘယ်လိုကွဲပြားသွားလဲဆိုတာကိုလေ့လာဖို့အတွက်ပြန်ပြီးတော့တစ်ခေါက်တော့ညွှန်ကြည့်ပေးပါမယ်ဒါကတော့တို့ရှိမှလေ့လာခဲ့ပြီးတဲ့ MGK က run by ပေးသွင်းမှုကိုလေ့လာမှာပါ MGK ရဲ့ run by ပေးသွင်းမှုကိုတော့ BNPI မျိုးဆိုတဲ့လမ်းကြောင်းနဲ့သူကပေးသွင်းခဲ့တယ်ကွာကတော့ချင်းမရှိတဲ့အတွက် ADO ဖို့မျိုးစပါပဲဒါဆိုရင်တို့ဒီကနေ့သင်နေတဲ့ကွက်ကွန်ရဲ့ ဂရန်ပိုင်းပြည်သူ့ဘုတ်ကြီးတဲ့ခါလဲကွမ်ခံမထွက်ထွက်အတွက်အယူပုံမျိုးစားပါပဲနံပါတ်1ဘုတ်မျိုးစားခြင်းတူနေတယ်နံပါတ်2ဟာရီဘူယန်ပီယန်မျိုးလို့ခေါ်တဲ့ MDK ရပိုလန်ကျောင်းဒီ CPU တဲကိုတလိုင်းပြည်သူ့နားတယ်သူကတော့ external memory interface ဆိုတဲ့အပိုင်းကိုပြည်သူ့ပြင်မဲ့ကွာကွန်မာကကြတော့ EBN လမ်းကြောင်းကိုပြည်သူ့တယ်ဒါပဲကွာပါတယ်ပြီးရင်သူဒီဘယ်တော့ပေးထားလဲဆိုရင် EMC ထဲမှာရှိတဲ့ RAM ဘိုင်းလုံးနိုင်ဖို့ပြည်သူ့နားတယ် နံပါတ်1အနေနဲ့ VDD 2ဆိုပြီးတော့သူပြေးသွင်းထားတယ်။နံပါတ်2အနေနဲ့ VDD ကျူဆိုပြီးပြေးသွင်းတယ်။နံပါတ်3အနေနဲ့ VDD CA ဆိုပြီးပြေးသွင်းခဲ့တယ်။ဟုတ်ပြီအဲ့တော့တို့ကဒီကနေ့လေ့လာနေတဲ့ကွာကွန်မှာလည်းပြန်ကြည့်ရင်နံပါတ်1အနေနဲ့ VDD 2နံပါတ်2အနေနဲ့ VDD ကျူနံပါတ်3အနေနဲ့ VDD CA ဆိုပြီးတော့ပြေးသွင်းတဲ့အပိုင်းအကုန်တူနေတယ်။ပြေးသွင်းထားတဲ့ EMC တွေက run ဆိုတဲ့နေရာလည်းတူနေတယ်။ဘိုးကဘိုးအပြင်ကလည်း VIAG A2 ကလည်း1.2ဖို့ တို့ရဲ့ BNB မျိုးဆိုတာကလည်း1.2ပို့ပဲဆိုတာကိုအရှေ့ကသင်ခန်းစာမှာပြောထားခဲ့ပြီးပါပြီ။ဒါဆိုရင် VDD2 ဆိုတော့တို့ကတွေ့တာနဲ့ RAM ရဲ့ပေးသွင်းဖို့မှာ low voltage ဆိုတာကိုတည်ထားရမယ်။ပြီးရင် RAM ရဲ့ generation ကိုခွဲခြားမဲ့ပုံမျိုးစားဆိုတာကိုနားလည်ထားရမယ်။ဘောအပြင်က1.2လို့တွေ့နေတဲ့အတွက်တို့ဒီအဲဒီကောင်ဒီ RAMGA EMC ရဲ့မှာပေါင်းထည့်ထားတဲ့ RON နဲ့ RAM ပေါင်းထည့်ထားတဲ့ EMCB အမျိုးအစားဖြစ်နေခဲ့ပြီဆိုရင်တော့တို့ရဲ့ ရန်ရဂျန်နရေးရှင်းစီ LBDDR2 စနစ်ကိုသုံးထားမယ်။ဟုတ်ပြီ။ဘိုအားက BDD2 ဆိုတဲ့ဗိုလ်လမ်းကြောင်းဟာ112ဘိုလ်လည်းဖြစ်နေပေမဲ့ RAM ကို EMC ထဲမှာပေါင်းထည့်ထားတဲ့ EMCB အမျိုးအစားမဟုတ်ဘဲနဲ့ RISC တိတန့်ဗုပြားပေါ်မှာတနည်းအားပေးထိုင်ထားရင်တော့1.2ဘူဖြစ်နေပြီမဲ့ LBDDR3 စနစ်ဖြစ်သွားပါမယ်။အဲ့တော့ BDD2 ဆိုတဲ့ပိုလန်းချောင်းက0.6နဲ့တွဲခဲ့ရင် LBDDR4 စနစ်နဲ့မောင်းထားပြီးတော့ BDD2 ရဲ့ဗုတန်ဘူက0.5ကိုတွဲခဲ့ရင် LBDDR4 စနစ်နဲ့ အသုံးပြုထားရပါတယ်ဆိုတာကိုတို့နားလည်ထားရပါမယ်အဲ့တော့ရှေ့က MDK ရဲ့ဘူလန်းကျောင်းတဲ့နားရှင်ကြည့်ပြီးတဲ့အခါဒီကနေ့သင်ခန်းစာဖြစ်တဲ့ဘူရဲကြီး L2 ရဲ့လမ်းကြောင်းကို diagram မှာတစ်ချက်လောက်ဆက်ပြီးတော့လေ့လာကြည့်အောင်အဲ့တော့ဘူရဲကြီး L2 ဆိုတဲ့လမ်းကြောင်းထွက်ရှိဖို့အတွက် supply voltage အနေနဲ့ဘယ်ကနေယူထားလဲဆိုရင်တို့ကဘူရဲကြီး L3 ဆိုတဲ့လမ်းကြောင်းနဲ့ယူထားတယ်ဘူရဲကြီး L3 ဘာကြောင့်ပေါဝင်စီတဲ့ကိုပြန်လဲဝင်ထားလဲဆိုရင် L1 နဲ့ F5 ထွက်ဖို့ပါ အဲ့ဒီပို့ရောင်းမရောက်သိချင်တို့က power IC နားက C61 ဆိုတဲ့ကွန်ဘိုနံပါတ်သွားစစ်ကမယ် C61 ဆိုတဲ့ကွန်ဘိုနံပါတ်တစ်ဖက်ဒီ ground တစ်ဖက်မှာ1.25ဖို့တွင်နေရင် power IC ကနေပြီးတော့ low drop output L1 ကနေ FRD ထုတ်ပေးနိုင်ဖို့အတွက် supply port တွေရောက်နေပြီလို့သိရမယ်အဲ့ဒီဘုတ်တွေဟာဒီကွန်မွန်နံမှာတွေ့တယ် low drop output L1 ကနေ FRD ပျောက်နေပါဝါစီလဲပါအဲ့တော့ L1 ဒီစနိုးချင်းမှာမပါတဲ့အတွက်တို့က L2 ကနေစပြီးတော့လေးလာသွားတယ် ။ပါဝါစီကလည်းအဒူဖို့လမ်းကြောင်းကိုထွက်မထွက်သူသိချင်လေကုမိုးနဲ့မှာစစ်လို့ရတယ်။ဘယ်ကုမိုးနဲ့လဲဆိုရင်စီ600ရှစ်။အဲ့တော့စီ600စီတစ်ဖက် ground တစ်ဖက်မှာ112ဒူဖို့ရှိနေရမယ်။ရှိနေပြီဆိုရင်သူဘယ်ပိုင်းတွေပေးလဲဆိုတာကိုဆက်လက်ပြီးတော့လေ့လာကြည့်ရအောင်။ VR ကြီးအဒူပထမဆုံးပေးသင့်တာက CPU ရဲ့ VDDP1 ဆိုတဲ့အပိုင်းကိုပင်6ပင်ကိုပေးသွင်းထားတယ်။ VDDP1 လို့ခေါ်တဲ့အတွက် EBI Digital Bus လမ်းကြောင်းတွေလိုလိုနိုင်ဖို့အတွက်ပေးသွင်းထားခြင်းဖြစ်တယ်။ပြီးရင်နောက်တဲ့တစ်ခါ EMC ထဲမှာရှိတဲ့ ROM mine လုံးလုံးနိုင်ဘူးအဲ့ဒါ VDD 2ဆိုယူ1.2တလိုင်း VDD ကျူဆိုပြီးတော့1.2တလိုင်း VDD CA ဆိုပြီးတော့1.2တလိုင်းဆိုပြီးပြီးသွင်းထားတယ် VDD 2လို့တွေ့တဲ့အတွက် RAM mine လုံးလုံးဖို့ပြီးသွင်းဖို့နှစ်ဖို့တဲကမှာ second voltage ဖြစ်တဲ့ low voltage အနေနဲ့ပြီးသွင်းထားတယ်တနည်းပြ RAM ရဲ့ generation ကိုခွဲခြားမဲ့ပူလမ်းကြောင်းဖြစ်နေတယ်1.2လို့တွေးနေတဲ့အတွက်1.2ဒီ LVDDR2 မှာလည်းဖြစ်နိုင်တယ်လို့ LVDDR3 လည်းဖြစ်နိုင်ပါတယ်။ဘာနဲ့အခွဲခြားမလဲဆိုရင် တို့အခုလေ့လာနေတဲ့ model မှာ Rango IC တခုအနေနဲ့တည်သက်မထိုင်တာပဲ EMC တွေကိုပေါင်းထည့်ထားတဲ့ EMCB အမျိုးအစားဖြစ်တဲ့အတွက်1.2ဗို့လဲတွေ့နေတဲ့အတွက် LVDT ရ2စနစ်ပါဒါဆိုရင်အကယ်၍1.2ဗို့ကိုတွေ့ပြီးတော့ Randy EMCB EMC ထဲမှာပေါင်းထည့်ထားတဲ့ EMCB မျိုးစားမဟုတ်ဘဲ RIC ကို circuit board ပေါ်မှာနေရာတနေရာတည်သက်ပေးထားပြီးတော့1.2ဗို့ဖြစ်နေခဲ့မယ်ဆိုရင် LVDT ရ3စနစ်ပါအဲ့တော့နောက်ထပ် Xiaomi တွေရဲ့ model တွေကိုလေ့လာတဲ့အခါ ် VDD2 လမ်းကြောင်းဒီ0.7နဲ့တွဲခဲ့ရင် AVDDR4 ဆိုပြီးတော့ run ရဲ့ generation ဖြစ်နေမယ် VDD2 ရဲ့ဘို့ကို0.5နဲ့တွဲခဲ့ရင်တော့ AVDDR4H ဆိုပြီးတော့ run ရဲ့ generation ဖြစ်နေတာကိုမိမိကိုယ်တိုင်နားလည်သဘောပေါက်ထားနိုင်ဖို့အတွက်ဆက်ဆက်ပြီးတော့လေ့လာပေးထားရပါမယ်အဲ့တော့ unit သင်ခန်းစာနဲ့ပတ်သက်ပြီးနားမလည်တာရှိခဲ့လို့ရှိရင်ယခု post ရဲ့ comment မှာရေးသားပြီးတော့မေးမြန်းနိုင်ပါတယ်